။အားလုံးမင်္ဂလာပါရေဖြိုင်ဘန်ဒီဘောလတ်စ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့စိုင်းစရာတချို့ကနိုင်ငံတကာကိုထိုးပေါက်ပြီးတော့မြန်မာပြည်အကြောင်းကိုပြပြထားတာရှိရဲ့။မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံရင်ကျေးမှုကိုချစ်မြတ်နိုးပြီးတော့သူတို့ရဲ့စာပေအစွမ်းနဲ့ကမ္ဘာရောမြန်မာအကြောင်းသိအောင်ပြသခဲ့စိုင်းစရာအချို့ရှိရဲ့။သူတို့ကမြန်မာပြည်ကိုအလွန်ချစ်မြတ်နိုးတယ်။မြန်မာနိုင်ငံရဲ့ရင်ကျေးမှုတမိုင်းနဲ့လှပတဲ့တဘာဝတွေကိုချစ်မြတ်နိုးခဲ့တဲ့ကမ္ဘာကျော် စာပေများကိုဖန်တီးခဲ့တဲ့နိုင်ငံတကာစာရေးဆရာများလည်းရှိတယ်။သူတို့ရဲ့စာပေလက်ရာကလည်းဒီနေ့ထိထင်ရှားကျော်ကြားနေဆဲဖြစ်တယ်။သူတို့မြန်မာပြည်ကိုဘာကြောင့်ချစ်တာလဲ။မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ဘယ်လိုစာအုပ်မျိုးတွေရေးသားခဲ့တာလဲ။ဘာကြောင့်ရေးသားခဲ့တာလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။အင်္ဂလိပ်စာရေးဆရာကြီးဝီလျံဆမားဆမွန်ဝီလျံဆမားဆမွန်က1920ပြည်နှစ်မှာမြန်မာပြည်ကိုရောက်ခဲ့တယ်။မြန်မာပြည်နဲ့အခြားနိုင်ငံတွေကို6လကြာခရီးထွက်ခဲ့တယ်။ ကြည့်ပြခဲ့ပြီးတော့သူကစာအုပ်လေးတုပ်ရေးသားခဲ့တယ်အဲစာအုပ်လေးနာမည်ကတော့ The Gentleman in the Parlor ဆိုတဲ့စာအုပ်လေးပဲဖြစ်တယ်သူကမြန်မာနိုင်ငံထဲမှာမှသူကရှမ်းပြည်နယ်ရဲ့အလားပါတွေကိုအလုံးစိတ်ဝင်စားခဲ့တယ်အင်္ဂလိပ်စာရေးဆရာကြီး William Smithson က The Gentleman in the Parlor စာအုပ်ကို1930မှာထုတ်ဝေခဲ့တယ်အဲစာအုပ်ကတော့ခီးသွွားမှတ်တမ်းစာအုပ်အမျိုးအစားပဲဖြစ်တယ်ခီးစဉ်တစ်လျှောက်မှာလည်းမြန်မာပြည်ထိုင်းကမ္ဘောဒီးယား VN နဲ့တရုတ်တို့အကြောင်းတွေပါတယ် ဒီစားအတွင်းမှာဆိုရင်မြန်မာပြည်ဆိုင်ရာအကြောင်းအရာများကိုလေ့လာကြည့်မယ်ဆိုရင်ရန်ကုန်မြို့ကိုလိုနီခေတ်ရဲ့လူနေမှုပုံစံတွေကိုမြင်ရမယ်။ပြီးတော့ဗြိတိရှအင်ပါယာရဲ့လက်အောက်မှာလုံလုံနေတဲ့အရာရှိတွေရဲ့ဘဝရှဲပြည်နယ်ရှိတောင်ကြီးမြို့ညောင်ရွှေမြို့တို့ကတိုင်းရင်းသားတွေရဲ့ရိုးသားမှုပုံရိပ်တွေတိုင်းရင်းသားကြီးပါများရဲ့ရိုးရာဒလေးတွေချင်းဒေသရဲ့စင်ကျင်ဘုံကြီးပါဒေသအကြောင်းတွေနောက်ပြရတော့မြမတစ်တော်ရဲ့တဘာဝအလှတွေရွှေလီမြင့်နဲ့အင်းလေးကံရဲ့ ရှုခင်းအလှပဲဒီစာအုပ်အတွင်းပိုင်းမှာဆိုရင်ဝီလီယံဆမားဆမွန်ရဲ့စာပေရဟန်းနဲ့တွေ့ကြတဲ့အချက်တွေအများကြီးတွေ့ရတယ်ဆမားဆမွန်ကမြန်မာပြည်ပေါ်ထားတဲ့ချစ်ချင်းမြတ်တာစရိုက်ကချမ်းပြည်နယ်ရဲ့အေဂျင့်လာပတဲ့ကြီးပါများနဲ့လူနေမှုပုံစံကိုအတူနှစ်သက်ကြောင်းအတူတည်းဒီစာအုပ်ထဲမှာထပ်ခါထပ်ခါဖော်ပြထားတယ်သူဒေသမှာဆိုရင် အရင်လာပတာကြောင့်အာရှရဲ့အသေးနှလုံးဆိုပြီးတော့တင်စားပြီးတော့ဖော်ပြခဲ့တယ် Judicial Empire ကိုလည်းသူက မကြိုက်ဘူးဒီအတွက်ကြောင့်သူကကိုလိုနီစနစ်ကိုသူကပြင်းပြင်းထန်ထန်ဒီစာအုပ်ထဲမှာလည်းတယောထားတာတွေ့တယ်လူမျိုးရေးအထက်တန်းစားဝါရကိုတယောတဲ့ဇက်ကောင်တွေကိုလည်းဖန်တီးထားတာကိုမြင်ရနိုင်တယ်1920ပြည့်နှစ်မှာမြန်မာပြည်ရဲ့လူမှုစီးပွားရေးပုံရိပ်များကိုလည်းမှတ်တမ်းတင်ထားတာကိုမြင်ရနိုင်တယ်တချို့ကလည်းဒီစာအုပ်မှာအားနည်းချက်တွေရှိတယ်အနောက်တိုင်းစာရေးဆရာဖြစ်တာကြောင့်အာရှဒေသကိုပေါ်ညွန်းတဲ့အခါမှာတဘာဝအလားပါတွေကိုပေါ်ညွန်းပြီးတော့လူနေမှုပုံစံတွေကိုကြတော့နည်းနည်းနှိမ့်ချပြီးတော့ ေါ်ပြတယ်ဆိုပြီးတော့ဝေဖန်မှုတချို့တော့ရှိတယ်။ဒါပေမဲ့လည်းကိုလိုနီခေတ်ရဲ့လူမှုရေးအလွာများကိုရှုမြင်သုံးသပ်ထားတဲ့စာအုပ်လို့ပြောရမယ်။မြမရင်ကျေးမှုကျေးလက်ဒေတာရဲ့မပျက်စီးသေးတဲ့အလားတရားတွေကိုများစွာဖော်ပြထားတယ်။ကိုလိုနီခေတ်မြန်မာပြည်ရဲ့နိုင်ငံခြားသားအမြင်ဖြင့်လေ့လာထားတဲ့စာအုပ်တို့ပြောရမယ်။ချမ်းပြည်နယ်ရဲ့ကိုလိုနီခေတ်အတွင်းမှာအဘာဝနဲ့ရင်ကျေးမှုကိုစိတ်ဝင်စားသူတွေအတွက်ကတော့ဒီစာအုပ်ကအကျိုးများလိမ့်မယ်။ The Gentleman in the Palace စာအုပ်က William Somerset Maugham ရဲ့ အာရှ၄စိန်အတွင်းမှာရေးသားခဲ့တဲ့အမှုပညာမြောက်လက်ရတကူပဲဖြစ်တဲ့မြန်မာပြည်ရဲ့ကိုလိုနီခေတ်ဒလိဝေတဘာဝအလှတွေလူမှုရေးအပြောင်းအလဲတွေကိုစိတ်ကူးရင်ဆန်ဆန်ရေးသားတယ်လို့ပြောပေမဲ့လည်းတမိုင်းမှန်ကန်တယ်လို့မှတ်တမ်းတွေကဆိုရဲမြန်မာရင်ကျင်းမှုနဲ့နိုင်ငံတကာကိုပိုးပေါက်ပြီးတော့မြန်မာအကြောင်းသိအောင်ပထမဦးဆုံးမှတ်တမ်းတင်ရေးသားထားတဲ့အသေးစိတ်ဖိတ်ဆက်ပေးထားတဲ့စာအုပ်တုံးအနေနဲ့လည်းအများကသတ်မှတ်ကြတယ်နောက်တစ်ယောက်ကကြတော့ George Orwell ပဲဖြစ်တယ် George Orwell က ဘယ်လောက်ထိထင်ပေါ်ကျော်ကြားလဲဆိုရင်အရင်တော့ကကျွန်တော်နဲ့တည်တဲ့နိုင်ငံသားတယောက်ရှိတယ်။ online ပေါ်မှာနေခင်မင်းလေ။မင်းပုံမှန်နေလာတယ်လို့ကျွန်တော်ကမေးတယ်။အဲဒီခါမှာကျွန်တော်ကမြန်မာပြည်မှာနေတာလို့ပြောခဲ့တယ်။ပြောတဲ့ခါမှာ तू ကမသိဘူး။အဲဒီချိန်မှာထိုင်းနဲ့နီနာမှာရှိတဲ့နိုင်ငံလေးလို့ပြောတော့ तू ကပြန်ပြေတယ်။ဘလို့ပြေလဲဆိုတော့ John Orwell ရေးထားတဲ့ Bami Day စာအုပ်တရှိရာနိုင်ငံမှတ်လားဆိုပြီးတော့ပြန်ပြောတယ်။အဲလောက်တိကို George Orwell ရဲ့ Bami Day စာအုပ်ကအရင်အောင်မြင်တယ်လို့ပြောရမယ်။ 1934ခုနှစ်မှာထုတ်ဝေခဲ့တဲ့ဒီ Bambi's Day လို့ခေါ်တဲ့စာအုပ်ကကိုလိုနီခေတ်ကိုခြေပြုထားတယ်။ British Empire ရဲ့ကိုလိုနီစနစ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ထားတဲ့စာအုပ်တော့ပဲဖြစ်တယ်။ဒါအပြင်မြန်မာလူမျိုးတွေအကြောင်းကိုကမ္ဘာရေဝုန်းကိုထိုးဖောက်ပေးခဲ့တဲ့စာအုပ်တော့လို့လည်းပြောရမယ်။ Bambi's Day စာအုပ်ကိုမြန်မာပြည်ရဲ့နေရက်များဆိုပြီးတော့စာအုပ်လေးတော့ရှိတယ်။အဲဒါကိုလည်းကျွန်တော် review လုပ်ထားတာရှိပါတယ်။ဒီစာအုပ်ကကိုလိုနီခေတ်လူမျိုးရေးအထက်တန်းစားဝါဒ လူမျိုးများကမြန်မာအိန္ဒိယလူမျိုးတွေပေါ်မှာနှိမ့်ချပြီးတော့ဆက်ဆံတဲ့အရာတွေကိုရှုမြင်ရမယ်။နောက်ပြီးတော့လည်းဒီထဲမှာပါတဲ့ဇက်ကောင်ဦးဖိုးကျင်ရဲ့အာနာဖောက်ပြန်မှုကိုလည်းအထင်သာရေးသားတဲ့အစားဖြစ်တယ်။ကျောအဝယ်ကမြန်မာပြည်ရဲ့အထွေကြုံတွေကိုအများကြီးရခဲ့တယ်။ဘာလို့လဲဆိုတော့1922ကနေပြီးတော့1929ခါလာအတွင်းမှာမြန်မာပြည်မှာသူကအမှုထမ်းခဲ့တယ်။ဒါကြောင့်လည်းသူကမြန်မာပြည်အတွင်းမှာရှိတဲ့အရက်ဒေသအသီးသီးကိုရောက်ခဲ့တယ်လို့ဆိုရမယ်။ ဗာမိဒေဆာကကိုလိုနီစနစ်ရဲ့မှောင်မိုက်မှုကိုမိမောက်ထိုးပြတဲ့ပထမဆုံးသောအနောက်တိုင်းဝတ္ထုတစ်ပုဒ်လိုသတ်မှတ်ကြတယ်။ဂျော့စ်အော်ဝဲရဲ့မြန်မာပြည်အပေါ်ထားတဲ့မြစ်တာနဲ့ကိုလိုနီစနစ်ကိုရွမုံခြင်းတွေကိုဒီထဲမှာထင်ရစေတယ်။ဗာမိစ်ဒေဆာက မြန်မာပြည်ရဲ့ကိုလိုနီအတိတ်ကိုနားလည်ဖို့အတွက်တော့ချက်တစ်ခုလည်းဖြစ်စေတယ်။ယနေ့ကလူမျိုးရေးနဲ့အာဏာဆိုင်ရာပြိပခ္ခများကိုလည်းစမ်းစစ်ရမှာအတုံးဝင်နေစေလို့ပြောပါမယ်။ နောက်တစ်ယောက်ကိုဖော်ထုတ်ကြည့်မယ်ဆိုရင်ကဘာကျော်အင်္ဂလိပ်စာရေးဆရာကြီး Bryce Kipling ပဲဖြစ်တယ်။သူကမြန်မာပြည်နဲ့ပတ်သက်ပြီးတော့ထင်ရှားတဲ့အရာကတော့မန္တလေးကဗျာကိုရေးခဲ့တာပဲဖြစ်တယ်။မန္တလေးကိုကဘာကတည်အောင်လုပ်ပေးခဲ့တဲ့သူပဲဖြစ်တယ်။မန္တလေးကဗျာကို1890မှာသူကထုတ်ဝေခဲ့တယ်။1890ခုနှစ်မှာပဲအင်္ဂလိပ်စာရေးဆရာကြီး Bryce Kipling ကစာအုပ်တော်ဖြစ်တဲ့ Barrus Brown Hollis ဆိုတဲ့စာအုပ်ထဲမှာမန္တလေးကဗျာကိုထည့်သွင်းဖော်ပြခဲ့တယ်။ Colony Kid စိတ်ကူးရင်ကဗျာ အမျိုးအစားတွေကတမျိုးပဲဖြစ်တယ်။ယတိရှစစ်သားတို့ကမြမပြည်မှာအထူးသဖြင့်မန္တလေးအပေါ်လွမ်းဆိုးမှုအကြောင်းကိုရေးသားထားတဲ့ခပြားတစ်ပုဒ်ပဲဖြစ်တယ်။အင်္ဂလန်နိုင်ငံရဲ့အေးဆက်တဲ့ရာသီဥတုမှာအလုံးလုံးနေရတဲ့ယတိရှစစ်သားတို့ကမန္တလေးမြို့ရဲ့အလအယာရီမြင့်နဲ့မြမယဉ်ကျေးမှုတို့ကိုလွမ်းဆိုးပြီးတော့ပြန်လည်ရောက်ရှိလူချောင်းကိုရေးဖွဲ့ထားတဲ့ခပြားလေးတစ်ပုဒ်ပဲဖြစ်တယ်။မြမပြည်ကိုလှပတဲ့လို့ဝန်ဆန်းကျင်တဲ့နေရာအဖြစ်ရှုမြင်ထားပြီးတော့အနောက်တိုင်းသားတို့ရဲ့စိတ်ကူးရဲ့အင်မတ်ဖြစ် ဖော်ပြထားတယ်။မြန်မာမင်္ဂလီတပူပေါ်မှာလည်းပဋိစ္စသစ္စာရဲ့လုံဆုံမှုကိုအချက်ဇလန်အဖြစ်ရောနှောပြီးတော့ဖွဲ့ဆိုထားတယ်။မြာဝတီမြေဇေဒီတွေနောက်ပြတော့ထင်ပေါ်ကျော်ကြားတဲ့ဘုရားဘာသာပုံကြီးကြောင်းတွေဒါတွေကိုစိတ်ဝင်စားဖွယ်ဖော်ပြထားတဲ့ကြပြတော်ပဲဖြစ်တယ်။မန္တလေးမြို့ကိုလည်း Golden City ရွှေမြို့တော်အဖြစ်နဲ့ချုပ်မြင်ပြီးတော့ပုံပေါ်ထားတယ်။ဒီကြပြလေးထဲမှာပဲမြမပြည်ကအနောက်တိုင်းသားတို့ရဲ့ပြင်းမှုကနေပြီးတော့လွတ်မြောက်ရာအရက်ဆိုပြီးတော့ချုပ်မြင်ဖော်ပြထားတယ်။ ကီပလင်ကမြန်မာပြည်နဲ့ပတ်သက်ပြီးတော့သူကကြပြားရင်းနဲ့တင်ပေါ်ကြော်ကြားတယ်။ဒါပေမဲ့သူကမြန်မာပြည်ကိုတကားမှမရောက်ဘူးလို့ပြောတယ်။ဒါလို့မရောက်ဘူးပဲနဲ့မြန်မာပြည်အကြောင်းကိုသိရတာလဲလို့ဆိုရင်သူ့ရဲ့ဖခင်ဖြစ်တဲ့ John Lockwood Kipling ကအိန္ဒိယနဲ့မြန်မာပြည်ဆိုင်ရာအမှုပညာများကိုဖန်တီးပေးခဲ့တဲ့သူတစ်ယောက်ပဲဖြစ်တယ်။သူ့သားဖြစ်သူကိုမြန်မာပြည်နဲ့ပတ်သက်ပြီးတော့အလှတရားတွေမြန်မာပြည်နဲ့ပတ်သက်ပြီးတော့ရင်ကျင်းမှုတွေအကြောင်းကိုအများကြီးပြောပြခဲ့တယ်။ဒီအတွက်ကြောင့်ပဲ Kipling ကမြန်မာပြည်နဲ့ပတ်သက်ပြီးတော့ စိတ်ကူးယဉ်မှုတွေရှိခဲ့တယ်။ဒီကပြားလေးကလည်းဗတိရှာအင်ပါယာရဲ့အာရှဆန်မှုကိုကိုးစားပြုတယ်လို့ပြောပြကြတယ်။မြန်မာပြည်ရဲ့သဘာဝအလားယဉ်ကျေးမှုကိုကဘာကသိစေခဲ့တဲ့ပထမဆုံးသောအနောက်တိုင်းကပြားတစ်ပုဒ်ပဲဖြစ်တယ်။ဗတိရှာဂီတပညာရှင်တဝူဖြစ်တဲ့ Oli Speak ကလည်း1909ခုနှစ်မှာဒီကပြားကိုပဲအခြေခံပြီးတော့ On the Road to Mandalay ဆိုတဲ့တခြင်းဖြစ်နာမည်ကြီးခဲ့တယ်။ On the Road to Mandalay ဆိုတာကကျွန်တော်တို့ဒီနေ့ခေတ်မှာ online ပေါ်တွေမှာ ပြန်ပြီးတော့ကြားနေရတဲ့နိုင်ငံသားတွေဆိုရင်မန္တလေးချင်းပဲဖြစ်တယ်။ဘူရင်းကတော့မန္တလေးကပြားကိုပြန်လဲပုံပေါ်လာတာပဲဖြစ်တယ်။ဒီကပြားထဲမှာဆိုရင် ARV နဲ့မန္တလေးတို့ကိုနိုင်ငံတကာကတိအောင်ပုံပေါ်ထားတာကြောင့်နိုင်ငံတကာခီးသွားတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တဲ့ကပြားတစ်ခုပဲဖြစ်တယ်။ဒါကတော့ကဘာကျော်စာရေးဆရာတွေဖြစ်ပေမဲ့မြန်မာပြည်ကိုချစ်မြတ်လို့ပြီးတော့စိတ်ဝင်စားတဲ့စာရေးဆရာ၃အကြောင်းနဲ့သူတို့ရဲ့စာအုပ်တွေအကြောင်းကိုပြောသွားပေးခြင်းဖြစ်ပါတယ်။ ကဘာကျော်စာရေးဆရာတွေကတမိုင်းရင်ကျင်းမှုနဲ့လူမှုအဖွဲ့အစည်းတဘာဝအလှတွေကိုစာရုံနဲ့ပေါ်ကျူးပြီးတော့ပေါ်ပေါ်လေးရှိတယ်။သူ့တွားရောက်ခဲ့တဲ့နေရာတွေကိုလည်းအမြဲတစေတန်းတားပြီးတော့လွှမ်းဆိုးပေါ်ပေါ်လာတာရှိတယ်။ဒီသုံးရက်မှာမှစာရေးဆရာကီပလင်ကကိုရန်ကိုကြမြန်မာပြည်ကိုမရောက်ဘူးပဲ။သူ့ပုံပေါ်ခဲ့တဲ့မန္တလေးကပြားတပုတ်ကတော့ကဘာကျော်စီခဲ့တယ်။ဒါကတော့ကျွန်တော်မှတ်သားမိတဲ့မြန်မာပြည်နဲ့ပတ်သက်တဲ့ကဘာကျော်စာရေးဆရာ၃နဲ့သူတို့ရဲ့စာအုပ်အကြောင်းပဲဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့အခြားကဘာကျော်စာရေးဆရာတွေမြန်မာပြည်အကြောင်းကိုပုံဖော်ရေးဖွဲ့ထားတဲ့စာအုပ်များရှိရင်ပြောသွားပေးကြပါဦးကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ပေးတဲ့ဒုတိယအချင်းစီကိုကျေးဇူးတင်ပါတယ်အားလုံးပဲ subscribe ကိုချိန်ပေးပြီးတော့ပြန်ဝင်နိုင်ကြပါစေ see you in the next video